လူသူအယောက်ပေါင်နှဲလာပြီးရာသီဥတုကျန်နေလာတဲ့အနာတိကတက်ရှိအန်ဒီရဲ့ကျွန်းပေါ်မှာပင်ကွင်းငှက်တသန်းခွဲထဲမှာရှင်သန်ပေါပွားနေတာကိုအန်အားသင့်ဖွဲ့ရှောက်ဖွေတွေ့ရှိခဲ့တယ်လို့သိပ္ပံပညာရှင်တွေကမက်ရှလာနှစ်ရက်နေမှာထုတ်ဖော်ကြေညာခဲ့ပါတယ်။ဒီကျွန်းကိုအန်ဒီရဲ့ကျွန်းလို့ခေါ်တာဟာအဲ့ဒီကျွန်းဟာတစ်နှစ်ပတ်လုံးကြီးမားတဲ့ပင်လယ်ရေခဲတွေပေါ်ုံနေပြီးနွေရာသီမှာတော့သုရေသနလေးလာရေးတွေတွားလို့ဖို့ခက်ခဲကျဉ်းတဲ့နေရာတစ်ခုဖြစ်လို့ပါပဲလို့ Stony Brook တက္ကသိုလ်ကသိပ္ပံပညာရှင် Heather Lynch ကရှင်းလင်းပြောဆိုခဲ့ပါတယ်။အနာတိကတိုင်အနောက်ဘက်ခြမ်းကုန်းမြေမှာမိုင်းတရားခန့်ဝေးတဲ့အဲ့ဒီဂျုံကလေးမှာကဘာကြီးပူနွေးလာမှုနဲ့အတူပင်လယ်ရေခဲတုံးတွေအေးပြောကျလာတာကြောင့်ပြိဿံမျိုးစေ့အချို့ရောပားမျိုးသုံးနေခြင်းမှာအခုလိုပင်ကွင်းငှက်များစွာတွေ့ရှိခဲ့တာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိချက်အရဒေတာမျိုးရင်းပင်ကွင်းငှက်အစုံ9သိန်းခွဲကျော်အကောင်ကြီးတန်းခွဲကျော်ကိုတွေ့ရှိခဲ့ကြောင်းနဲ့ဒါဟာအနာတိကတိုက်အတွင်းရခင်ကသိရှိသမျှပင်ကွင်းအလုံးအရေးအတွက်ထက်ကျော်လွန်နေခဲ့ကြောင်းသိပ္ပံနဲ့နေပညာဂျာနယ်မှာတဆင့်သတင်း တင်းထုတ်ပြန်ခဲ့ပါတယ်။တောင်အမေရိကတိုက်အနီးကအာနာတိကတိုက်အစွန်မှာရှိတဲ့ကျုံငယ်လေးဟာလူသူအယောက်အပေါက်မရှိတဲ့ဒေသတစ်ခုဖြစ်ကအခုလိုရှာဖွေတွေ့ရှိမှုအတွက်ကဘာဂျိုလေးလာစောင့်ကြည့်ရေးဆက်သွယ်ရေးဂျိုတူကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်လို့အမေရိကန်ပြည်ထောင်စုဗြိတိန်နဲ့ပြင်သစ်နိုင်ငံတို့ကသိပ္ပံပညာရှင်တွေပါဝင်တဲ့အဖွဲ့ကဆိုပါတယ်။